ချားတွေရဲ့သဘောကလည်းတစ်ခုလက်တို့မတို့မုံဆိုးမတို့ single မသားတို့เนาะဒီလိုမျိုးပေါ့တလင်ကွာတို့အဲ့လိုမျိုးတွေဆိုဖြစ်လဲဆိုလို့ရှင်သူတို့ရဲ့စိတ်မှာကွာအချောင်နှိုက်ကြီးကျင်တယ်ကွာဒီလားလာစမ်းကြည့်ကျင်တယ်အလကားရရင်သူတို့လာပြီးမှအချောင်လာနိုင်ပဲ So guys မင်္ဂလာပါဒီဒီခါတော့ဒီကုံမလေးတယောက်ဆွေးနွေးထားတဲ့အင်ထောင်ရဲ့တစ်ခုမှရောက်ကြဖောက်ပြန်တိုင်း မိမတွေလည်းပြီးတော့ဖောက်ပြန်ရင်ဘာဖြစ်လာနိုင်မလဲဆိုတဲ့အပေါ်မှာအဆွေးနွေးထားတာပါအာဒီဆွေးနွေးချက်ကတော့တော်တော်ကြီးအဲကောင်းတယ်လို့ပြောရမယ်ဗျဆိုတော့ဘာတွေအဲပြောထားသလဲဘာတွေဆွေးနွေးထားသလဲဆိုတာကိုအာလည်းပြီးတော့ကြည့်ရအောင်โอเค so let's go okay ယောက်ျားတွေကသူတို့ဖောက်ပြန်လာကြတော့ကျမတို့မိမတွေကခွင့်လွှတ်ရတယ်မိမတွေဖောက်ပြန်ကြတယ်ယောက်ျားတွေကဘာဖြစ်လို့ခွင့်မလွှတ်တာလဲ ျမတို့မိမတွေဖောက်ပြန်လို့မရဘူးလားသူတို့တောင်ဖောက်ပြန်သေးရပဲဆိုပြီးတော့မှမေးတယ်ညီမလေးတွေညီမပြပြမယ်နော် ကျမတို့ကယောက်ျားတွေလုတဲ့အတိုင်းကျမတို့မိမတွေလိုက်လို့လို့မရဘူးမရဘူးလိုက်လို့လိုက်ရင်စိတ်ချဘဝပြတ်သွားမှာကျမတို့မိမတွေပဲသိလားဘာလို့တဘာဝချင်းမတူဘူးတဘာဝချင်းမတူတာကိုဇွတ်တန်းညီလို့မရဘူးဇွတ်တန်းညီလို့မရဘူးကျမထပ်ပြောမယ်နော်ညာတော့အဖြစ်ကျမကိုလာမေးတဲ့သူတွေအများကြီးပဲအရင်တော့ကအရင်များတယ်အဲ့တော့အဲ့မှာ တချို့မိန်းမတွေကကိုယောက်ျားအဲ့လိုဖြစ်လို့ဆိုပြီးမှဒီဘက်ကနေအပြိုင်လိုက်လို့တာလိုက်လို့လိုက်တော့ဘာဖြစ်သွားလို့ဆိုတော့အဲ့ယောက်ျားတယောက်နဲ့အိမ်အောင်ခွဲသွားတယ်အဲ့ယောက်ျားတယောက်ကနောက်ထပ်အိမ်အောင်တစ်ခုကောင်းကောင်းမွန်မွန်ပြုလို့လေရနေတယ်ဒါပေမဲ့အဲ့မိန်းကလေးကလုံးဝဘဝပြတ်သွားတာတင်လားဘလို့မကိုသူကအဲ့လမ်းကြောင်းထဲမှာလေကိုကိုကိုပြန်ပြီးဖတ်ဆယ်လို့မရတော့ဒါမျိုးဖြစ်သွားတယ်ပဝင်းချင်းကလည်းအရန်ကိုအထင်မြင်သေးချင်းခံရတယ်အဲ့တော့ ဒါကြီးကတရားမျှတမှုမရှိဘူးဒီလိုဖြစ်ကိုဖြစ်ရမယ်လို့ကျမတို့တော့အော်လို့မရဘူးဘာလို့လဲကျမတို့နိုင်ငံရဲ့ culture ပဲကျမတို့နိုင်ငံရဲ့ယဉ်ကျေးမှုကျမတို့နိုင်ငံရဲ့နော်ဟိုပေါ့ဒလိထုံနှင်းစင်လာတယ်ဒီတိုင်းသွားတယ်အဲ့ဒါယူကျမတို့ကဇွတ်တန်းညီပြီးပြောလို့မရဘူးသိလားနော်မရဘူးနောက်တစ်ခုထပ်ပြောမယ်နော်ကျမဆိုလို့ရှိရင်ကျမယောက်ျားကျမကိုအိမ်နောင်ကြီးဖောက်ပြန်ကြီးခင်ရလို့ရှိရင်လုံးဝယောက်ျားကိုစက်မပေါင်းဘူးကျမကွာပြစ်လိုက်မှာပဲဆိုပြီးမှ ြောတဲ့မိန်းကလေးအများစုတကယ်ပြောတာအမတကယ်စီရင်တာနဲ့ပြောတာနော်အမမပါစိတ်မှမရှိဘူးအဲ့မိန်းကလေးအများစုကလေနောက်ထပ်အိမ်အောင်လေထပ်ပြူတယ်မှာအိမ်အောင်ကြီးကံမကောင်းတာများတယ်တိတ်လားနော်ကိုယောက်ျားနဲ့အိမ်အောင်ခွဲသွားတယ်ကိုကတခုလက်ဖြစ်သွားတယ်နောက်ထပ်နောက်ထပ်ထပ်ပြီးတော့မှအဲ့မိန်းကလေးအဲ့လိုဖြစ်သွားတယ်မိန်းကလေးရဲ့90ရာခိုင်နှုန်းကျော်ကလေနောက်ထပ်တခြားယောက်ျားနဲ့တော့ပြီးပတ်သက်မိကြတယ်အမဟောလာပြောတဲ့သူတော်တော်များတာနော် သူကိုယ်တိုင်ကဒီအလိုအခြေအနေကိုမုံလုံးတော့သူကိုယ်တိုင်ယောက်သားကိုထားပစ်ခဲ့ပြီးကွဲပစ်ခဲ့တာဒါပေမဲ့သူဒီဘက်မှာနောက်ထပ်အိမ်အောင်ပြုဖို့သူစူးစမ်းတဲ့အခါမှာသူမတိလို့တော့လည်းကောင်းเนาะဟိုပတ်သက်ပြီးမှတိတော့တော့လည်းကောင်းတခြားအမျိုးသမီးတယောက်ရဲ့ယောက်ျားရင်းနဲ့သွားပတ်သက်မိတတ်တယ်သွားပတ်သက်ရတဲ့အခြေအနေမျိုးတွေကြုံတတ်တယ်အိမ်အောင်တစ်ခုပြိုကွဲပြီးမှနောက်ထပ်အိမ်အောင်တစ်ခုအစ်စ်ကိုတီထောင်တဲ့အခါမှာလေအိမ်အောင်ကြီးကံကောင်းနဲ့မိမတွေလည်းတော်တော်ရှားတာ တော်တော်ရှားတယ်။သိလား။ဒါတကယ်တကယ်စေရနာအစ်စ်နဲ့ပြောတာ။အဲ့ကောင်ကြတော့ဒါကြောင့်မို့အမားတို့ကအိမ်တော်တစ်ခုပြုတဲ့အခါမှာတော်တော်များများမိမတွေကလေတက်နိုင်တဲ့များအိမ်တော်ကြီးကိုမပြိုခွဲအောင်ထိန်းထိန်းခေါက်ခေါက်ကြတာ။သိလား။အလုံးစုံစရယောက်ျားတွေတဘောကလည်းတခုလက်တို့မမတို့မုံဆိုးမတို့ single မသားတို့เนาะဒီလိုမျိုးပေါ့တလင်ကွာတို့အဲ့လိုမျိုးတွေဆိုဖြစ်လဲဆိုလို့ရှင်သူတို့ရဲ့စိတ်မှာကွာ ောင်နိုင်မြည်ကျင်တယ်ကွာတိလားလာစမ်းကြည့်ကျင်တယ်အလကားရရင်တို့လာပြီးမှအချောင်လာနိုင်ပဲတမူထားချင်းခံရတာအရန်နေတယ်တကယ်နေတာဟုတ်တယ်ဟုတ်တယ်အဲ့ကကြတော့ကတော့မဆိုကိုကတခုခုဆုံးဖြတ်တော့မယ်ဆိုဘရောမှာအလင်းစလို့မဆုံးဖြတ်ရဘူးသူအေးတဲ့ဒီခဏဆောက်ရတယ်ကိုဆုံးဖြတ်မယ်ဆုံးဖြတ်ချက်တခုကိုကိုသွေးအေးတဲ့အချိန်ကြမှာတကယ်ဒီလိုဆုံးဖြတ်ရအောင်လားဆိုအဲ့ကြမှာကျွန်မအမတို့က decision ချရတာ အဲ့ခါကျတော့ဒီပြောခဲ့တဲ့ဒီစကားတွေကလည်းလေအမရှိရဗီဒီယိုတွေမှာအများကြီးပြောခဲ့ပေးပြီးသားပါတချို့ကကျတော့ခုမှစကြည့်မိကြတာလေနော်ရှေ့မှာအကုန်ပြောထားပြီးသားတွေအဲ့တော့အားလုံးကိုလေတကယ်အပြူသဘောဆောင်တဲ့စိတ်နဲ့စေတနာနဲ့အကောင်းနဲ့ဟိုဘယ်လိုပြောမလဲဘယ်လိုပြောမလဲကွာဟိုပို့ပို့ကောင်းမွန်နေပေါ့နော်ဘဝတစ်ခုဖြစ်စေချင်လို့ပဲအမကပြောပြတာတိလားစိတ်လက်မှန်ပါဘာမှမလုပ်ရအောင်ကိုယ့်ရဲ့စိတ်ကိုအလိုလိုက်ပြီးတော့မှ ဘယ်တော့မှဆုံးဖြတ်ချက်ကိုညဉ့်ညံ့ဆန်ဆန်မချရအောင်အချင်းယူပြီးမှတေချာစနစ်တကျဆုံးဖြတ်ရတယ်ဘယ်လိုဆုံးဖြတ်ချက်မှန်သမျှအောင်เนาะအဲ့ဒါလို့တော့အမတတိပေးခြင်းတယ်ဒီဒီအမတယောက်ပြောတဲ့စကားတွေကတော့မှန်တယ်ဗျာเนาะဒါလည်းခံနေတဲ့အတိုက်တာတစ်ခုတည်းရှိရเนาะဆိုတော့ယောက်ျားကိုလည်းပြီးတော့အဲ့လိုရွတ်တက်ပြီးပြန်ပြီးတော့ဖောက်ပြန်မယ်ဆိုရင်တော့သူပြောတဲ့အတိုင်းပဲပတ်ဝန်းကျင်ရဲ့အထင်သေးတာခံရမယ်เนาะအင်ထောင်ကြာရင်တော့ ကိုယ်တိုင်ပိုးထားတဲ့ယောက်ျားမျိုးရဖို့ကတော့တော်တော်မသေချာပါဘူးဆိုတော့ကိုကိုရိုနိုင်ငံရဲ့ဒီကာရှော်ကလည်းတော့ဒီလိုဖြစ်တဲ့မိမမျိုးကြရင်အဲတိုင်ပိုးထားတဲ့အဲ့လိုအထင်မှမပါဘူးတဲ့နော်ပြီးတော့ယောက်ျားသားတွေကလည်းဒီအင်ထောက်ကွဲသွားတဲ့မိမမျိုးတွေကြရင်အဲ့လိုသူပြောသလိုမျိုးနှိမ့်စားရှင်ကြတာပေါ့နော်အချောင်ရမလားနှိမ့်စားမယ်အဲ့လိုပုံစံမျိုးတွေအများပါတယ်ဗျအရင်တိုင်ပိုးရှိပြီးတော့ရှင်းခဲ့တာမျိုးတော့မဟုတ်ပါဘူးဆိုတော့ အော်တတိထားကြပါယောက်ျားဖောက်ပြန်လေးကိုလည်းပြီးတော့အဲ့လိုရွေးတဲပြီးအဲ့လိုစိတ်လေးမှပါမလုံးမင်းဖို့နော်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲโอเค see you next video bye bye